ရုရှားရော United နဲ့ဇလန်တခန့်ရက်ခဲ့ပြီလားမင်္ဂလာပါပြည်သက်ကြီးတို့ရေကျွန်တော်တို့ရဲ့တပင်ရွှေတီ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ဂိမ်းမှုတို့ကတော့အသင်းရဲ့ academy ထွက်ငွေမွေးချန်ပေါ့ market rushbo ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ပြသားစွာဆုံးဖြတ်ချက်ချမှတ်လိုက်ပါပြီအချိန်မှာ rushbo ဟာ aston villa အသင်းတွေကစားပေးနေပြီးတော့ခြေသွမ်းကောင်းတွေကိုလည်းပြသထားနိုင်တာပါအခုလိုမျိုးခြေသွမ်းပြနေနိုင်ပြီမဲ့ rushbo အနေနဲ့ရာသီကုန်မှာ meeting club ဖြစ်တဲ့ United အသင်းစီပြန်သွားနိုင်ဖို့တော့အချိန်ကြီးကောင်းမှရှိမနေပါဘူးအကြောင်းရင်းကတော့ rushbo နဲ့ United နေပြ armorino ဂျာမှာစစံရေးပြိုကွဲသွားလို့ပဲဖြစ်ပါရယ် ရက်ရှ်ဖို့ရအောင်အက်စတွန်ဗီလာမှာပဲဆက်ကစားမလားသူကိုခွယူခြင်းနေတဲ့ PSG ဘာစီလိုနာအသင်းတို့စီပဲပြောင်းရွှေ့သွားမလားဆိုတာစောင့်ကြည့်ရမှာပါဒါပေမဲ့ရောင်းချရမှာပြည်တွင်းကလပ်တွေကိုမရောင်းချင်ပဲပြည်ပကလပ်တွေစီကိုသာရောင်းထုတ်ခြင်းနေတာပါအငှားတွေဘာတွေချခြင်းတာမျိုးမဟုတ်ပဲအပြည့်အစုံရောင်းချခြင်းတာဖြစ်ပါလေဒါပေမဲ့ရက်ရှ်ဖို့အနေနဲ့အသင်းရဲ့ရာသီကြိုးပြင်ဆင်မှုမှာတော့အသင်းမပြောင်းမရွှေ့ရမချင်းပါဝင်လာနိုင်ကြတော့ရှိနေပါလေရက်ရှ်ဖို့ရဲ့နှိစက်တဲ့အတိုင်းဝိုင်းတွေရဲ့ပြောပြချက်အရကစားသမားအနေနဲ့လက်ရှိ United မှာရနေတဲ့တပတ်လောက်ခလာစာပေါင်း သုံးလိန်1500ကိုလျှော့ချပြီးတော့ယူသွားဖို့ရအစီအစဉ်လုံးဝမရှိပါဘူး။ဒါကြောင့်လာမယ့်နွေရာသီမှာသူ့ကိုခေါ်နိုင်မယ့်အသင်းကရှားနိုင်ပါလေ။ဘာလို့လဲဆိုရင်တော့ဘာစီလိုနာနဲ့ဒီလာဇာနဲ့ရက်ရှ်ဖို့ကိုခေါ်နိုင်မှာမဟုတ်ပါဘူး။သူတောင်းတလောက်ပေးနိုင်တာက Sorry Bro League ကကလပ်အသင်းတွေပဲရှိပါတယ်။ United ဘက်ကတော့ရက်ရှ်ဖို့ကိုရောင်းချခြင်းကနေပြီးတော့ပေါင်သန်း40ခန်းအလိုရှိကြောင်း Telegraph ကနေပြီးတော့ရေးသားထားပါတယ်။ United ဟာလာမယ့်နွေရာသီမှာ Alejandro Garnacho နဲ့ Kobe Mino Academy ထွက်ကစားသမား2ဦးအနက်ဘယ်သူကိုလက်လွတ်သွားမလဲဆိုတာလဲ။ ရွေးချယ်ပြီးပါပြီ။ United ဟာမိုင်နုကိုအသင်းမှာစတင်ထားမယ်ဆိုပေမဲ့ဂါနာချိုကိုတော့တင့်တင့်နဲ့ပမာဏရရင်တော့ရောင်းချသွားမှာပဲဖြစ်ပါရည်။ဂါနာချိုက United အသင်းရဲ့တိုက်စစ်မှာအထူးကစားသမားအဖြစ်အသုံးတော်ခံနေပြီးမြင့်အနာဂတ်မသိမချဖြစ်နေတဲ့သူဖြစ်ပါရည်။ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့ကာလကတည်းကအသင်းကနေထွက်ဖို့ရာအနည်းဆုံးဆုံးအနေထားကိုရောက်ရှိသွားခဲ့သူလည်းဖြစ်ပါရည်။နာပိုလီအသင်းကကာဘရာစကီလီယာနေရာကိုအစားထိုးဖို့ဂါနာချိုကိုခေါ်ကျင်ခဲ့တာဖြစ်ပြီးတော့ကစားသမားနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိသွားခဲ့တာပါ။ဒါပေမဲ့ United ဘက်ကတောင်းတဲ့ပြောင်းရွှေ့ချေးကို နာပိုလီတို့မပေးချေနိုင်လို့သာအပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့နွေရာသီမှာတော့ဂါနာချိုရဲ့အပြောင်းအရွှေ့သတင်းတွေကိုပိုကြားရဖို့ရှိနေပါတယ်။အွန်စတင်ကတော့လာမဲ့နွေရာသီမှာယူနိုက်တက်ဟာဂါနာချိုအပြင်ကူမှနောက်ထပ်ကစားသမား6ဦးကိုလက်လွတ်သွားနိုင်အောင်ဆိုထားပါတယ်။သူကလာမဲ့နွေရာသီမှာဂါနာချိုယူနိုက်တက်ကနေပြီးတော့ထွက်နိုင်ခြေရှိပါတယ်။ကျွန်တော်နားလည်ထားတာကဂါနာချိုလည်းလက်ခံပဲယူနိုက်တက်ဘက်ကလည်းကြီးနေမယ်ဆိုရင်တော့အပြောင်းအရွှေ့ကဖြစ်လာမှာပါ။ဂါနာချိုတွေမကပါဘူး။ရက်ရှ်ဖို့ဆန်ချိုအန်တိုနီကက်စမဲရိုဟွိုင်လန် မလာဆီယာတို့ကလည်း United ကနေပြီးတော့ထွက်ရနိုင်ခြင်းရှိတဲ့ကစားသမားတွေပါပဲ။မိုင်းနူးကိုတော့ United တို့ဆက်ထားသွားဖို့ရှိပါသေး။ Erisen, Lindelof တို့ထွက်ပြီဆိုတော့လာသာတွေပိုထွက်လာမှမို့မိုင်းနူးကိုထိန်းထားမှာပါလို့ပြောသွားခဲ့လိုက်တာဖြစ်ပါသေး။ Austin ရဲ့အဆိုအရ United အတွက်ကဏ္ဍချိုးကမဖြစ်မနေအသင်းမှာဆက်ထိန်းထားစရာမလိုတဲ့ကစားသမားပဲဖြစ်ပါသေး။ United ဟာဒီတော်လည်းအခုကတည်းကပြင်ဆင်နေပါသေး။ Austin ရဲ့အဆိုအရ United ဟာလာမယ့်နွေရာသီအစောပိုင်းမှာတင် ကိုညာနဲ့လီရန်ဒီလက်တို့ကိုခေါ်ယူဖို့ပြင်မှတ်ထားနေပြီးတော့လက်ရှိမှာတော့ကိုညာနဲ့စာချုပ်သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။အဆုံးထိကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။